အလုံးမင်းလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်မွေးနေ့အော်တိုဗာလ30ရက်နေ့ပါနှစ်တက်နှစ်တိုင်းပေါ့နော်ဟိုအရင်ကဆိုလို့ရှိရင်ကျွန်တော်မွေးနေ့ဆိုရင်တိတ်တဆိတ်ပဲပေါ့နော်တချို့နှစ်တွေဆိုရင်ဘယ်သူမှတော့မသိလိုက်ဘူးတိုးတက်တက်ပဲကိုယ့်ကိုတယောက်တည်းဖြစ်တင်လာများတော့ပေါ့နော်အချိန်တော်တော်များများနှစ်တော်တော်များပါဒါပေမဲ့နောက်ပိုင်းမှာဒီဘက်နှစ်တွေမှာ YouTube တွေပါလောက်လာတဲ့ဗီဒီယိုတွေပါတင်လာတဲ့အချိန်မှာတော့ကျွန်တော်အားပေးတဲ့သူတွေကကြီးတဲ့သူတွေကနေပြီးတော့ဆူတောင်းစကားတွေပါပြောတာပေါ့နော်အဲ့တော့တယောက်ချင်းစီလိုက်ကတော့ကျွန်တော်ပြန်မပြောဖြစ်တော့ပေါ့နော်ရင်းနှီးမှာတော့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်ဒါပေမဲ့ ဘယ်လိုပြောမလဲဒီ messenger ပဲဖြစ်ဖြစ် instagram ပဲဖြစ်ဖြစ် youtube comment ပဲဖြစ်ပေါ့နော်ဆူတောင်းပြီးတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ဒါပေမဲ့တယောက်ချင်းစီတိုင်းတော့စကလုံးနဲ့ပေါ့နော်ပြန်မပြောနိုင်တာအဲ့ဒါကိုနားလည်ပြီးစေချင်ပါဒါပေမဲ့ဒီတိုင်းတော့မဟုတ်ပါအဲ့တိုင်းမဟုတ်ပဲねကျွန်တော်တခုခုတော့ပြန်ပေးမှာပါအဲ့ဒါပါလဲဆိုတော့မွေးနေ့လက်ဆောင်ပါမွေးနေ့လက်ဆောင်ဆိုတာကျွန်တော်ရမွေးနေ့လက်ဆောင်ပေါ့ပေါ့တဲ့ဆန်ဆိုင်ဒီနှစ်ကအော်တိုဗလတ်တရနေ့ဆိုလို့ရှိရင်ကျွန်တော် youtube channel စတဲ့နှစ် အဲစားတဲ့ရက်ပေါ့နော်အော်တိုဘာလတရက်နေ့อ่ะအဲ့တော့ဒီနေ့တည်းမှာဆိုလို့ရှိရင်9နှစ်ထဲရောက်လာပါပြီ9နှစ်ဆိုတာကျွန်တော်ဆယ်စုနှစ်တစ်ခွေတက်ဝက်ပဲပေါ့နော်အချိန်လေးတော်တော်လေးကိုခက်မြန်းမြန်းဆန်ဆန်ကိုကုန်လာပါပေါ့နော်အခုနောက်ပိုင်းမှာဒါပေမဲ့အပတ်တန်းအပတ်တန်းတော့ကျွန်တော်စူးစမ်းပြီးတော့စနေနေ့ဆိုရင်ညနေ6နာရီမြန်မာအချိန်ဆိုလို့ရှိရင်တင်မြောင်ဆိုပြီးတော့ကျွန်တော်စူးစမ်းနေရအဲ့ဒါကိုလည်းအဓိကထားပြီးတော့ပေါ့နော်အဲ့ဒါနံပါတ်1ဆိုပြီးတော့ထားပြီးတော့ကျွန်တော်လုပ်နေပါဗီဒီယိုတိုင်းအဲ့တော့ကိုကျမ်းမာရိုခန္ဓာကိုကျမ်းမာရိုစိတ်ကျမ်းမာရိုယူဆိုင်တာပေါ့နော်အဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်ဗီဒီယိုလက်ဆောင် တစ်ခုပြန်ပေးခြင်းပါတယ်ပြီးတော့လက်ဆောင်ဆိုနှစ်တန်းနှစ်တန်းပေါ့နော်ကျွန်တော်နှစ်ခုလက်ဆောင်ဆိုတော့အပေးနေကြဆိုတော့ဒရိုများလည်းတိကြပါတယ်ကျွန်တော်ဒီဇင်ဘာလမှာပေါ့နော်များသွားပြန်ဒီနေ့ကတော့အားလုံးပေါင်းမယ်တစ်ခုလည်းယူပေါ့နော်အဲ့တော့တိတ်တော့ဂျင်းနဲ့မှာမဟုတ်ဘူးနော်မင်းလူလေကြလာပေါ့နော်သတင်းကျုပ်ဆိုလည်းသတင်းကျုပ်အရင်တော့တင်နိုင်သေးတယ်ပေါ့နော်ဟိုကသတင်းကျုပ်ကောနောက်တစ်ခါခရစ်စမတ်ကောတကြံရောမွေးနေ့ရောနှစ်ခုရောအားလုံးပေါင်းမယ်တစ်ခုလည်းပေါ့နော်အဲ့တော့ဟာအဲ့တော့တိတ်မဟုတ်ဘူးတင်တယ်လို့ပြောမပြောပါဘူးဒါပေမဲ့ဒီဗီဒီယိုကရှင်းအောင်ဗီဒီယိုပါရှင်းအောင်ဆိုနှစ်ညာနဲ့ချီပြီးတော့ကြာပါပြီ ဲ့တော့အဟောင်းလားဆိုတော့အဟောင်းဆိုပေမဲ့အရသာအခုချိန်ကြီးကြံနေတော့မယ်စိတ်ဝင်စားစရာလည်းကောင်းတယ်နောက်တခါဒီချိန်မှာဘာလို့ပြောရလဲဆိုတော့အချိန်ခါနဲ့ kait တယ်နောက်တခါအဲ့ဒီရရတဲ့သင်ခန်းစာကြီးတယ်တော်တော်လေးကြီးတာပါကျွန်တော်လူငယ်တယောက်ကနေလူကြီးဖြစ်တဲ့အဆင့်လောက်မှာအရေးတကြီးလိုအပ်တဲ့သင်ခန်းစာတစ်ခုပဲပေါ့နော်အဲ့မှာဒီဝတ္ထုနာမည်ပြောလိုက်ရင်တော်များကြားဘူးကြမယ်ဝတ္ထုနာမည်မကြားဘူးဆိုလို့ရှင်တော့မှာကျွန်တော်ဝတ္ထုရည်တဲ့လူကိုနာမည်ကြားဘူးကြမှာပဲအဲ့ခါကြားလို့ရှင်အာအဲ့ဒါဆိုလို့ရှင်တော့ငါတို့ကဒီဝတ္ထုကိုကြည့်ပြီးသားတည်ပြီးသားဖြစ်တဲ့အတွက်ကြောင့် မကြည့်တော့ရလားဆိုတော့သင်ခန်းစာလေးပဲနောက်ပိုင်းလေးကိုပဲဖြတ်ပြီးတော့ယူမှာရလားဆိုတော့အဲတကယ်လို့များဝတ္ထုအပြည့်စုံဖတ်ပြီးပြီဆိုလို့ရှိရင်တော့ပြဿနာမရှိပါရပါတယ်ဒါပေမဲ့ကြောင်းမြန်မနော်ဝတ္ထုတို့ထွက်ထွက်ရှိပါတယ်ကျွန်တော် size size ရွှေရွှေတောင်ရေးတာပါနော်အဲ့ဒီဝတ္ထုတို့ကိုဖတ်ပြီးတော့သင်ခန်းစာလေးပဲယူမှာရလားဆိုတော့မလွယ်ပါဘူးနည်းနည်းလေးပုံစံကွဲပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် size size ရွှေရွှေတောင်ရဲ့ဝတ္ထုအဲဝတ္ထုဆိုင်ဘာသာပြန်အတူပါနော်သူအတူချုပ်လာတာဖတ်ဖို့ပါဖတ်ကြည့်လိုက်တဲ့ချိန်မှာဘာဖြစ်နေလဲဆိုတော့တချို့အပိုင်းလေးတွေကိုတော့အရှိန်အနေချုပ်လိုက်ရတဲ့အတွက်ကြောင့်ဖြတ်ထုတ်တာပါအဲ့တော့ အချို့ဖြစ်ထွက်လာတဲ့အပိုင်းလေးတွေမှာကျွန်တော်ပြောစရာအပိုင်းလေးတွေကကျန်နေရပါမယ်ပေါ့နော်အဲ့တော့ကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကြည့်ပြီးမှကျွန်တော်ပြောတဲ့ဘာသင်ခန်းစာဆိုတာကိုယူတော့ပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့နော်အဲ့ကျိုးလို့ပြဖက်လာခြင်းပါအဲ့တော့ဒီနေ့ဗီဒီယိုအရှိန်မပြောတော့ဘူးပေါ့နော်အထူးကတော့ကျေးဇူးတင်စကားလေးရဲ့နောက်တစ်ခါဒီတစ်ပတ်စနေနေ့မှာတင်မဲ့ဗီဒီယိုလေးကိုကြိုပြီးတော့အကြောင်းကြားတာအသိပေးတာပါခင်ဗျအဲ့တော့ကျွန်တော်ဒီ channel လေးရပါတော့ အခုဆိုလို့ရှိလို့ရှိရင်ကျွန်တော်အသက်ရှင်တဲ့ channel တစ်ခုလို့ပေါ့နော်လှုပ်ရှားနေရအောင်နော်အဲထားပါတော့ကျွန်တော်ဒီဗီဒီယိုကြည့်ရဆိုလို့ရှိရင်ပုံမှန်ကြည့်တဲ့အရေးအတွက်ပြင်ကိုကျွန်တော် comment တွေပါရေးပေးကြတဲ့သူတွေပေါ့နော်တော်ကျေးဇူးတင်စရာကောင်းပါတယ်တချို့တွေဆိုလို့ရှိရင်လည်းကျေးဇူးတင်ပါတယ်တချို့တွေဆိုလို့ရှိရင်လည်းဝေဖန်တာတွေထောက်ပြတာတွေရှိတယ်အဲ့တော့တချို့တွေဆိုလို့ရှိရင်လည်းမေးမြန်းတာတွေရှိတယ်အချံပေးတာတွေရှိတယ်အမျိုးမျိုးပဲပေါ့နော်အဲ့ဒါကရှင်သန်တွေလှုပ်ရှားနေဆိုတဲ့အသေးပဲပေါ့နော်အသက်ရှိတဲ့လူတယောက်လိုပဲပေါ့နော်အဲ့တော့တကယ်လို့များဒီ channel ကိုလူတယောက်အဖြစ်နဲ့တင်စားမယ်ဆိုလို့ရှိရင် ဒါပါတော့ဒီ channel ရဲ့အရေးကြီးတယ်ဆိုတဲ့အသိနှလုံးကဒီ comment ရေးနေတဲ့သူတွေဒီ channel ကိုအားပေးနေတဲ့သူတွေပါပဲသူတို့ကအထူးကြအသိနှလုံးပါဒါပါတော့အခု video ဖန်တီးနေတဲ့သူကဒီ channel own out ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့ခေတ် video ရှေ့ခေတ် video မပေါ်ပါကောင်းလဲ Egypt ရဲ့ total comment ဆိုတဲ့ video ကိုတိကျအစအဆုံးလေးကြည့်ဦးလဲဆိုလို့ရှိရင်ကျွန်တော်ဘာပြောချင်လဲဆိုတာနားလဲမှာပါအဲ့တော့အသိနှလုံးကဘယ်လောက်ထိအရေးကြီးတယ်ဆိုတာဒီဘဝမှာလည်းမဟုတ်နောက်ဘဝကူးတဲ့အချိန်တည်းကိုအတင်းလုံးအဲ့ဒီအချိန်တုန်းကလူသားတွေကဘလို့တံမူထားခဲ့တယ်ဘလို့အရေးပါတယ်ဆိုတာပေါ့နော် တော့ဒီ channel အတင်းလုံးဖြစ်တဲ့ဒီခုအားပေးနေတဲ့သူတွေပေါ့နော်ဆက်ပြီးတော့အားပေးစေချင်ပါခင်ဗျာဒီကျွန်တော်ဆိုတာအထက်ကျွန်တော်အားပေးပါဆိုတဲ့ဒီကျွန်တော်ရဲ့ဗီဒီယိုတွေကျွန်တော်ရဲ့ channel ကိုပေါ့နော်ဆက်ပြီးတော့ကျွန်တော်အားပေးပါလို့ပဲကျွန်တော်တော့ပြောချင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ဒါဆက်ဆက်တုံးပေါ့နော်ကျွန်တော်ပြောပြချင်တာတစ်ခုရှိပါတယ်အဲ့တော့ဗာလဲဆိုတော့ကျွန်တော်ဒီကြောက်တာတစ်ခုရှိပါတယ်ကြောက်တာဗာလဲဆိုတော့ကျွန်တော်အမားလုံးမိမှာမကြောက်ပါဘူးအမားတွေပြုံးမိမှာလည်းမကြောက်ဘူးဘာဖြစ်လဲဆိုတော့နားလေပါတယ်ဒါ तू ဘယ်လိုအသင်းဖွင့်တဲ့လုံးမဲ့အရာတွေလုံးမဲ့အများကြီးဒီတစ်ပတ်အတွင်းမှာတယောက်ထင်းနဲ့လောက်ရတဲ့ကြောင့်တချို့ကလေးအမားပါသွားတယ်ဆိုတာနားလည်ပြလို့ရပါတယ်အဲ့တော့ကျွန်တော်ကလည်းမှားရဲဆိုလို့လို့ရှင်အချိန်မီလိုက်ပြင်လို့ရလဲရှင်းရှင်းမယ်နောက်တစ်ချိန်မှာပြောရဖြစ်ရှင်းမယ်ဒါမှမဟုတ်လို့ရှင်းလဲကြီးတဲ့လူကသတိထားမိတာဖြစ်မယ်ဒါမှမဟုတ်ကျွန်တော်ဗီဒီယိုချိမှတ်နေတဲ့သူတွေကလည်းကိုယ့်အကူပြန်သုံးတော့မယ်ဆိုရင်ကိုယ့်အကူနောက်တစ်ချိန်ပြန်ပြီးတော့စစ်ဆေးတာလုံးလုံးလုံးတင်တာပေါ့နော်ကျွမမရဆိုလို့ရှိရင်ကြီးတဲ့သူကတိပါခံစားမိပါတယ်ယူသသားမှားလာလားဒါမှမဟုတ်လို့ရှိရင်တမင်တကာအမားတွေကိုရှောက်ပြောနေရလားမတိလို့မှားလာဘယ်လိုမှားလာလဲဘုန်းတော်အဲ့ဒါ မှားတဲ့ပုံမှာဒီပြီးတော့ကြီးတဲ့လူကတော်လေးကိုနားလေပါတယ်ခံစားမိပါတယ်ကြာအော်ကျွန်တော်ပြောချင်တာပါလေဆိုတော့မှားတာကိုကျွန်တော်မကြောက်ကျွန်တော် ကြောက်တော့ပါလေဆိုတော့ယုံကြည်မှုမရှိမှအောင်ကြောက်တော့ပါအထိကအထိကကျွန်တော်ကြီးတဲ့သူနဲ့ကျွန်တော်ကြားမှာရှိတာယုံကြည်မှုပါအာသူပြောရင်ဒီ channel ကတင်ရင်ဆိုတော့ဟာမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တိစောင့်နေရပါအဲ့တော့ကျွန်တော်ပုံမှာယုံကြည်မှုမပြတ်အောင်ကျွန်တော်ဘက်ကလည်းစူးစမ်းပါတယ်အဲ့တော့တကယ်လို့များပေါ့နော်အထင်လွဲကြပဲဖြစ်ဖြစ်ဘာပဲပေါ်လာပေါ်လာပေါ့နော် ီကြီးတဲ့သူနဲ့ကျွန်တော်ကြာမှာယုံကြည်မှုပျက်စီးသွားမှာပျောက်ဆုံးသွားမှာကျွန်တော်အကြောက်ဆုံးမှာပါအဲ့တော့ကျွန်တော်ဘက်ကလည်းဒါအတက်နိုင်ဆုံးပေါ့နော်ဒါတရားစကျွန်တော်မွေးနေမှာပေါ့နော်ဘယ်လိုပြောမလဲကြီးတဲ့သူတွေအတွက်တစ်ခုခုရသွားမှာပေါ့နော်လူတယောက်ကဒီနေ့တနေ့မှာဘာတွေကြုံလာမှလည်းမသိဘူးအဆင်မပြေတာတွေဆင်းရဲတာတွေကြုံလာနိုင်တယ်ဒါမဲ့နောက်ဆုံးဒီကျွန်တော်ဗီဒီယိုကြည့်လိုက်တဲ့ချိန်မှာနောက်ထပ်ဆင်းရဲစရာတစ်ခုထပ်မတိုးစေချင်ပါဘူးနောက်အဆင်မပြေစရာစိတ်တိုင်းမကျစရာတွေလောကကြီးကိုဘယ်လိုပြောမလဲအဆင်မပြေမှုကိုထပ်ပြီးတော့တိုးလိုက်တိုင်းမျိုးကျွန်တော်ဗီဒီယိုကြောင့်မဖြစ်စေချင်ပါဘူး ။ဘာဖြစ်စေချင်လဲဆိုတော့ကျွန်တော်ဗီဒီယိုအကြောင်းကြည့်တဲ့သူတွေမှာဒီနေ့အဆင်မပြေဘူးဆိုရင်တော့မှတစ်ခုရလိုက်တယ်ဆိုတော့ခံစားချက်မျိုးအဲ့လိုမျိုးပေါ့နော်။တစ်ခုအကျိုးရှိသွားတယ်ဆိုတာပဲလိုချင်ပါလား။အဲ့တော့ကျွန်တော်လည်းဒါကျွန်တော်မွေးနေ့မှာဂရိစကားတစ်ခုနေတယ်ပေါ့နော်။အဲကောင်းတာတွေအတက်နိုင်ဆုံးစ조사ပြီးတော့ပေါ့နော်ကျွန်တော်လုံနိုင်တဲ့ဒီခွန်နဲ့အားနဲ့ပေါ့နော်စက်တင်တော့ရှိပါတယ်။အဲ့တော့ကြည့်တဲ့သူတွေကလည်းဆက်ပြီးတော့အားပေးပါလို့ကျွန်တော်ပြောချင်ပါခင်ဗျာ။ဗီဒီယိုလေးအဆုံးထိကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်တစ်ပတ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။